ဆီယမ်မဟန်ဆောင်ပြီးတရေတွေကကလေးတွေနဲ့လာကစားတဲ့ပြင်ချောင်းလက်မှုများစွာကြောင့်ပိတ်လိုက်ရတဲ့ Time City ကကြောင်းဒီနေ့မှတော့ရုံရခက်ပေမဲ့တကယ်ဖြစ်ခင်လေဆိုပြီးလူမှုကွန်ရက်ပေါ်မှာခင်ရထားနေတဲ့ကြာရသူတိုင်းစက်တီးထသွားစေမဲ့ဖြစ်ရတဲ့ခုကြောင့်ကိုပြောပြသွားမှာပါ အဲ့ဒါကတော့ရှန်ကုန်မြို့ရဲ့နာမည်ကြီး Time City ထဲမှာဖွင့်လှစ်ထားတဲ့ကိုပိုင်ကျောင်းတစ်ကျောင်းမှာမချွတ်မလွတ်သေးတဲ့နာနာဘဝတွေကဆရာဆရာမတွေအရှောင်ဆောင်ပြီးကလေးတွေနဲ့လာရောက်ကစားတဲ့ထင်ခြောက်လက်မှုတွေကြောင့်နောက်ဆုံးမှာတိမ့်တောင်ကြီးရှင်နီမြုံနှံထားတဲ့ကျောင်းကြီးတစ်ခုလုံးကိုပိတ်လိုက်ရတဲ့ထင်ဖြစ်သွားခဲ့တဲ့အကြောင်းပါပဲ ဒီဖြစ်ပျက်ရေးစားကတော့အဆိုပါចောင်းကိုတီထောင်သူမျိုးသမီးတူက2025ခုနှစ်အောက်တိုဘာလ16ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစိမ့်ရင်းဖွင့်ရေးသားခဲ့ရာကနေစတင်ခဲ့ပါတယ်။ သူဟာ Times City ကခြောက်တက်ဆောင်ကြီးတစ်ခုလုံးကိုငှားရမ်းပြီးတိမ်းမောင်းထောင်ကြီးကုန်ကြခန်းကကလေးတွေရဲ့ပညာရေးအတွက်ဒီကိုပိုင်ချောင်းကိုဖွင့်လှစ်ခဲ့ပါတယ်။ခေပညာတက်တရားဖြစ်တဲ့အတွက်အစပိုင်းမှာတော့ပရလောကသားတရေတစီတွေကိုအယုံကြည်မရှိခဲ့ပါဘူး။ဒါဝိမေးချောင်းဖွင့်မိမကြခင်မှာပဲထူးဆန်းတဲ့ဖြစ်ပျက်တွင်စက်တိုက်ကြုံတွေ့လာခဲ့ရပါတော့တယ်။ အဆိုဆုံးကတော့မချုပ်မလွတ်တဲ့ဝိညာဉ်တွေဟာလူရောက်ဖန်ဆင်းပြီးကျောင်းရဲ့ပုံမှန်လုပ်ငန်းဆောင်တာနေတဲ့တင်ဝင်ရောက်ဆွတ်ဖက်လာတာပါပဲဥပမာအဖြစ်ခွင့်ယူထားတဲ့ဝန်ထမ်းတယောက်ရှုံးမလာတဲ့နေဆိုရင်အဲ့ဒီဝန်ထမ်းရဲ့ရှုပ်ပုံစံအတိုင်းဖန်ဆင်းပြီးရုံထဲမှာပုံမှန်အတိုင်းအလုပ်လုပ်နေတာမျိုးဆရာမတယောက်ရဲ့ပုံစံနဲ့ကလေးတွေရဲ့အတန်းထဲဝင်ပြီးကလေးတွေနဲ့အတူတူလိုက်လံကစားပေးနေတာမျိုးတွေကိုတခြားဝန်ထမ်းတွေနဲ့ကျောင်းသားတွေကထင်ရောက်ထင်မှားမြင်အောင်မကြာခဏကြုံတွေ့လာရတယ်လို့ဆိုပါတယ် လူရီကိုတိုင်းရဲ့အန်ဒီရဲ့မပေးပေမယ့်ဒီလိုပုံစံတူဖန်ဆင်းပြီးလှုပ်ရှားနေတာတွေကចောင်းတစ်ခုလုံးကိုစိတ်မလုံခြုံဖြစ်စေခဲ့ပါတယ်။ဒီဖြစ်ပျက်တွေကြောင့်ចောင်းထီထောင်သူဟာ Time City ရဲ့တမိုင်းចောင်းကိုပြန်လည်လည်လာကြည့်တဲ့အခါမှာတော့ចောင်းမက်ဖွေရနောက်ခံရစွင့်ကိုသိရှိခဲ့ရပါတော့တယ်။ဟုတ်ပါတယ်ရန်ကုန်မြို့ရဲ့အဓိကနာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Time City တိဆောက်ထားတဲ့နေရာဟာအရင်တုန်းကရာစုနှစ်ပေါင်းများစွာရန်ကုန်တမြို့လုံးကိုတကြိုခဲ့တဲ့ကြံတော်တုတ်တန်မြောင်ကြီးဖြစ်ခဲ့ပါတယ်။ 1996ခုနှစ်မှာအစိုးရကဒီထုတ်တန်ကြီးကိုအချိန်တိုတွင်းရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။ Time City တိစောက်စင်ကလေးကအလုံသမားတွေဟာချောက်လက်မှုမျိုးစုံနဲ့ဆက်တိုင်ကြုံတွေ့ခဲ့ရပြီးဘလူးမခုမရတဲ့ညောင်ပင်ကြီးတွေရွှေ့ပြောင်းလို့မရတဲ့အုပ်ကူတချို့ကိုဖျားတီပီအစီရင်တွင်နေစီတာထားခဲ့ရတဲ့ဆိုရင်တမိုင်းချောင်းတွေရှိခဲ့ပါတယ်။အရင်တည်းက Time City ရဲ့အင်တာရီမှန်နိုင်ရန်တွေမှာနာနာပေါင်းဝါတွေကိုထင်ပြပြီးချောက်လက်မှုတွေရှိခဲ့တယ်ဆိုရင်ပြောစကားတွေလည်းထွက်ပေါ်ခဲ့ပူပါတယ်။ အခုတစ်ခါမှာတော့အဲ့ဒီနေရာကမချွတ်လွတ်သေးတဲ့ဝိညာဉ်တွေဟာကလင်းရီရှိဟာပညာသင်ကျောင်းကိုပြတ်မှတ်ထားပြီးခြောက်လန့်လာတာကြောင့်နောက်ဆုံးမှာတော့ကျောင်းတီထောင်သူဟာတိမ့်ထောင်ကြီးရဲ့သူ့ရဲ့ရှင်နီမြုံနယ်မှုကိုဆွလို့ပြီးကျောင်းကိုအပိတိုင်ပိတ်သိမ်းလဲရပါတော့တယ်သူမကတော့နောက်နောက်စီးပွားရေးလုပ်ငန်းတွေအထူးသဖြင့်ကျောင်းတို့နေရာမျိုးတွေဖွင့်တော်မယ်ဆိုရင်အဆောက်အုံနဲ့မြေနေရာရဲ့ရှာစဝင်ကိုထိချောင်းစုံစမ်းပြီးမှရွေးချယ်ကြဖို့တတိပေးစကားဆိုခဲ့ပါတယ်။ ကဲပြိတက်ကြီးတို့အမြင်မှရောဘလို့ရှိပါသလဲခင်မီတိုးတက်လာပါရင်ဆိုရင်မြို့လေကောင်းကအထက်မြင့်ဆောင်ကြီးတခုမှဒီလိုဖြစ်ဖြစ်တွေတကယ်ပဲရှိနိုင်မှာမလားဒါမှမဟုတ်ဒါတိုက်ဆိုင်မှုတခုလားလူတွေရဲ့စိတ်ထင်မြင်မှုတခုလား Time City နဲ့ပတ်သက်တဲ့တခြားခြောက်လက်မှုတွေအတွေ့အကြုံတွေကြားဖို့ရင်လဲ comment မှာပြောသွားပေးကြပါအောင်ရှင်